ငလင်ဘေးတင်ထားတဲ့မန်လီမြို့ကမတန်ဆွမ်းနေတာဝင်ငွေခက်ခဲကြုံပြီးအကူအညီထောက်ပံ့တွေပုံမူလိုအပ်လာနေပါတယ်။လုံခြုံခွင်လန်းနေပါတာကြောင့်စောင့်ဝင်နေရေးကြက်တဲပြီးဒီမြို့ကမတန်ဆွမ်းများစု ရှင်တန်ရေးရုန်းကန်ကြရတာလို့ကူညီပေးနေသူတချို့ကပြောပါတယ်။အကြီးကတော့စောင့်ဝင်နေရေးနဲ့လူမှုရေးနဲ့ခုနပြောတဲ့ပြန်လည်ထူထောင်ရေးကိစ္စတွေပေါ့။ပြဿနာကတော့ အများကြီးကြုံရလို့ရင်ဆိုင်နေရတဲ့အနေအထားပါဥပမာကုံစည်းနှုံးကြီးတက်လာတဲ့အတွက်ကြောင့်မလို့ကုံစည်းနှုံးကငလျင်မဖြစ်ခင်ရနဲ့စားလို့ရှိရင် သုံးစားလောက်တက်သွားတာတက်သွားတဲ့ဟာတွေရဲ့အဲ့ဒါတွေကိုမိသားစုဘဝတွေကရင်ဆိုင်ရတယ်တဲ့တဲ့ရင်ဆိုင်ရတာပေါ့နော်ကပေးကြထားတဲ့ဒီမြို့ကိုနိုင်ငံတကာအကူအညီတွေအပါအဝင်ပြည်တွင်းဖွဲ့စည်းတွေကထောက်ပံ့တာရှိပေမဲ့ မြို့မှာရှိတဲ့မတန်ဆွမ်းအလုံးကိုလွှမ်းခြုံတဲ့ကူညီပေးရေးအစီအစဉ်တွေတော့မရှိသေးဘူးလို့ကူညီပေးသူတချို့ကပြောပါတယ်ကျွန်တော်တို့အတင်းအနေနဲ့ကတော့ဟိုကိုပိုင်ဒီဟွာနဲ့ရံမုံဝင်နဲ့မပန်ဘူးနိုင်ပြီမယ်လို့ကျွန်တော်တို့လောက်အားနဲ့လိုက်ပြီးတော့ဒီညာလေး data ကောက်ပြီးတော့သူတို့ပေးခြင်းနဲ့ digital value ကိုကျွန်တော်စုအဲ့ဒါလေးတွေပေးခဲ့တယ်ဒါ digital ဆိုတဲ့ဟာတချို့က ဘာခေါ်မလဲတော့မတန်စွန့်ပြေုံနေမကဘူးပေါ့နော်အအများသူငါထောက်ပံ့မှစားတဲ့အနေထားမျိုးပေါ့နေစရာလည်းဘာရှိလဲဆိုတော့ငူကတဲလို့ပါလို့ပုံကြောင်ဥဒတိုင်းမှာဘာညာအဲ့ဒါလူလဲစိတ်မကောင်းသွားလဲတချို့လဲတွေ့ရတယ်ဒီငလင်းကြီးကြောင့်မန္တလေးနဲ့နိုင်ငံအလဲပိုင်းကမြို့တွေမှာ ျက်စီးဆုံးရှုံးခဲ့ရပြီးကမ္ဘာ့ဘဏ်ကတော့ American Dollar 17 billion ဘူးလောက်ရှိတယ်လို့ဆိုပါတယ်စစ်ပွဲတွေတဘောဝဘီးတွေနဲ့ရင်ဆိုင်နေရတဲ့ဒီနိုင်ငံမှာလူဦးရေရဲ့၃ပုံတပုံလောက်ဟာလူသားချင်းစာနာမှုအကူအညီတွေလူနေတယ်လို့ကုလသမဂ္ဂကလည်းဆိုပါတယ်ဒီလိုကြက်တဲနေတဲ့နိုင်ငံကိုဒီနှစ်မတ်လမှာလှုပ်ခဲ့တဲ့ငလင်ကြီးကပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှု အသက်တည်ဆုံးမှုတွေဖြစ်စီခဲ့ပြီးအချိန်ဤကိုပုံမှုဆိုးရွားသွားစေခဲ့တယ်လို့ကုလသမဂ္ဂကတတိပေးထားပါတယ်လူ၄000ခန့်သေပြီး9000ကျော်ဒဏ်ရာရခဲ့တဲ့ငလင်ကြောင့်နောက်တိုးမတန်ဆွမ်းဖြစ်ရသူတွေလည်းရှိနေတယ်လို့ဖူညီသူတချို့ကပြောပါတယ်ကိုဝင်းမြင့်ဦးဆိုရင်ငလင်ဘေးကြောင့် အသက်တနှစ်ခွဲရွယ်သမီးလေးဆုံးရှုံးခဲ့ရသလိုလာသားရွယ်သားငယ်ကိုနှုတ်တိုက်နေရတဲ့ဇနီးဖြစ်သူလည်းငလျင်ပြီးကြောက်မတန်ဆွမ်းဖြစ်ရတာကိုကြုံခဲ့ရသူတူပါငလျင်ကြီးကြောင့်သူတို့ဘဝပျက်စီးခဲ့ရတယ်လို့ဝမ်းနဲ့ပလက်သူကပြောပါတယ်ကျွန်တော်အဲ့လိုကတအားလုံနေတော့လေကျွန်တော်သူ့ရေကိုမကွာနိုင်ဘူးမျိုးရမှာအတက်ဝဲပြူရသွားလေအကလေးပြီးသွားတာတော့ဝါလားအဲ့ဒါကခေါင်းလေးတည်ရမယ် အပေါ်ရီရောအကြုံလိုက်ဘောပြပြပြရဲ့လိတ်တော့ဗျာကျုံတွေ့နေအကောင်းတို့ပေါင်းတို့ထီးသွားတာဒီတိုင်းမဲ့ကျွန်တော်အလုပ်ကွာတယ်လောက်ကပြလာတယ်ကျွန်တော်တက်နိုင်တော့တော့အမေတော့အမေတို့သူ့ဖေးလေးပါဝယ်တိုက်လိုက်လို့ပြောရတာခေကလည်းမပြနိုင်ဘူးလေကိုကြီးအစိမ့်မပြေဘူးလေဒီအင်းကလည်းအင်းအားလည်းငှားထားလေဟောလောက်ကလည်းတခါလေးတခါလေးကြာခေါ်တယ်ခါကြမခေါ်ဘူးလေအဲ့ဒါတော့ကိုယ်ဆောင်းကိုတောက်ခေါ်တာအစိမ့်မပြေဘူးပေါ့ဇနီးတယ်ရဲ့ဇီဝစီရဲ့ လေးငယ်ရဲ့နှုတ်မူကိုမိသားစုစားဝတ်နေရေးအတွက်စူးစမ်းရုံးကန်နေပေမဲ့ဝင်ငွေ ပုံမှန်မရှိလို့ခက်ကြုံနေရတယ်လို့သူကပြောပါတယ်။ဦးအောင်မင်းသူဆိုရင်လည်းငလင်ဖြစ်ခဲ့ပြီး6လကြာခဲ့သည့်တိုင်အကူအညီတစ်ချိန်သာရဘူးတဲ့သူပါ။မန္တလေးမြို့ကဘုံကြီးကျောင်းတစ်ခုမှာမိခိုးရင်းမတန်ဆွမ်းမျက်မမြင်အကျော်ပြင်စရာဘီရင်းလက္ခဏာစရာတူဖြစ် ကျောင်းတက်နေတဲ့ကလေးနှစ်ဦးဇနီးတို့ကိုရှာဖွေကျွေးမွေးနေသူပါငလင်ဘေးမှာ သူတို့မိသားစုဓာတ်ရိုက်ထိခိုက်တာမျိုးမရှိပါမယ်သူ့ဖောက်တယ်တွေထိခိုက်ကုန်တာကြောင့်သူ့ဝင်ငွေလဲနေပါသွားခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်တို့မတန်ဆွမ်းနေပေါ်မှာတက်ရောက်မှုကအဲစာဝန်ကြီးကျမကြီးပညာရေးနဲ့ပတ်သက်ပြီးတော့လောက်ကန်ဆောင်ရတဲ့ခါမှာတော့အဲချို့ချံချွေတာလာလေးတွေများလာတယ်ပေါ့ဆရာလောက်ကန်ရတာလေးတွေအဆင်ပြေမှုလေးတွေတော့နည်းနည်းအားနေသွားပေါ့လူမျိုးပေါ့ ငရေမဖြစ်ခင်အားဆိုလို့ရှိရင်တော့အားလုံးအားလုံးလေပတ်နေကြတဲ့အချိန်တုန်းကဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟောကိုကမတန်တော်လဲစွမ်းရမည်ဆိုတဲ့အတိုင်းဟောမျက်စိမမြင်တာလွဲလို့ရှိရင်အတတ်နိုင်ဆုံးပညာရက်တွေကိုထက်ထက်မြက်မြက်ဖြစ်အောင်ကြိုးစားထားတဲ့ခါကျတော့လောကကံရတာအဆဆရရတော်တော်လေးကိုလုံလုံလောက်လောက်ရှိပါတယ်အဲအခက်ခဲပေါင်းများစွာဖြစ်လာပြီးတော့ခုလိုငရင်းနေပါတွေဖြစ်လာကြတဲ့ခါကျတော့ဝင်ငွေရှာဖွေရတာနည်းနည်းနည်းပါလာတဲ့ခါကျတော့ကျွန်တော်တို့ကဟိုပြုပြင်ပြင်ဆင်မှုတွေ ဖြစ်ဆွမှုတွေလောက်ကန်ရတဲ့ခါမှာကျတော့ချွေချံချွေတာတဲ့ဘိုင်းတွေအများကြီးရှိလာပေါ့ဝင်ငွေကတော်တော်ကွာသွားပါတယ်အားလုံးကတယောက်နဲ့တယောက်ဆက်ဆက်ပြီးတော့နေရဆိုတော့အားလုံးလူတွေမှာစီးပွားရေးလေပတ်မှုအားနေကြတဲ့ခါကျကျွန်တော်တို့ပညာရက်တွေကိုလည်းအားပေးကြတဲ့လူတွေကလည်းအဲချွတ်တရဆိုတော့အဆုံးတော်ဝင်ငွေနေရပေါ့ဗျာဒီတဘာဝဘေးမကြုံငင်တော့ကမိသားစုစာဝတ်နေရေးအတွက်သူတက်ကျွမ်းတဲ့ပညာနဲ့အိမ်တော်ကိုထိမ့်မှတ်ထားနိုင်ပေမဲ့အခုကာလမှာတော့ ခက်ခဲတွေနဲ့ကြုံနေရတယ်လို့ပြောပါတယ်ကျေးဇူးပါရှာဟုတ်ကဲ့2019ကြာပြတ်သကောင်စင်းရဒီနိုင်ငံမှာ မတန်ဆွမ်းသူဤအတွက်9.9တန်းရှိတယ်လို့ဖော်ပြပါရယ်ဒါကနိုင်ငံလူဦးရေ7300ခန့်ရှိနေတာဖြစ်ပြီး လူဒီယာမှာ7000ဦးက မတန်ဆွမ်းမှုတမျိုးမျိုးကိုရင်ဆိုင်နေရတဲ့သဘောပါ။တာမန်လူတွေထက် ပိုမိုအားနေတဲ့ဒီလူမှုအတိုင်းဝန်းကိုအင်အားပြင်းငလင်ကပေးကြီးကအပြင်းထန်ရိုက်ခတ်စေခဲ့တာပါ။ငလင်ကြောင့်နေအိမ်ရိုင်နဲ့သွားခဲ့ရပေမဲ့6လကျော်တိတိုင်းမပြင်းစင်နိုင်သေးတဲ့ကိုခန္ဓာမတန်ဆွမ်းသူကိုစိုင်းဆန်သိန်းဆိုရင် ကပ်ဘေးမကြုံငင်က ဂီတာသင်တန်းဖွင့်ပြီးမိသားစုဝန်ကြီးကိုထောက်ပံ့နိုင်ခဲ့သူပါငလင်းလုပ်ပြီးနောက်ပိုင်းအများသူကစီးပွားရေးထိခိုက်သွားကြတဲ့အခါသူ့ဝန်ကြီးရလမ်းတွေလည်းပျက်စီးခဲ့ရပါတယ်ဝန်ကြီးလမ်းကြောင်းကတော့မရှိဘူးဒေသရင်ကတော့ဖြတ်တန်းရတာပဲဘာကြောင့်မို့လဲဆိုတော့စားဝတ်နေရရစားပေါ့နော်စားဝတ်နေရအဓိကတော့စားဝတ်နေရပဲနေရတော့ကြောတခင်းစာကတော့ရှိတယ်ဒါပေမဲ့စားဝတ်နေရအတွက် ိသားစုအတွက်ပေါ့နော်အဲ့ဒါတွေကတော့အများသားကျွန်တော်တို့ကလှုပ်ရှားနေရတာဆိုတော့တန်းဆန်းနေအတွက်ကတာမန်လူကတော့ပြန်လှုပ်လို့ပါလို့လို့လှုပ်ရှားလို့ရတယ်ဗျာတက်သမားလှုပ်လို့ကျွန်တော်တို့ကဘယ်လိုလုပ်လို့မလုပ်လို့ရမလဲမရဘူးမရဘူးဆိုတော့တော်တော်လေးကြက်တမှုကတော့အများကြီးတွေ့ရတယ်တွေ့ရတယ်ဆိုတော့အများသားထက်စာရင်တော့ ို့ပြီးတော့လက်တလောအချိန်နေတိုင်းတာမှာပဲပို့ပြီးတော့ဆိုးတာပေါ့ဗျာရှင်းပြရင်နေ့စဉ်ဒူဝပေါ့နော်နေ့စဒူဝလှုပ်ရှားနေတဲ့ဟာတာမန်လူတွေကသူတို့တော်မှာရုံးကလှုပ်ရှားနေတယ်ဆိုတော့ကျွန်တော်တို့မတန်ဆွမ်းနေရပို့ပြီးတော့ပို့ဆိုးတာပေါ့ခနော်ခနဲ့ဘိန်းတက်လေးလေးကသာအားကိုးနေရတဲ့သူ့ဖို့ဝင်ငွေမရှိအရင်းနှီးမရှိတဲ့ဒီကာလတွေကခက်ခဲပေမဲ့ရှင်တန်ရည်တည်ဖို့အတွက်ရင်ဆိုင်နေတယ်လို့ 不再三零啊，有啊嘞。Yo,